လက်ဇန်ဒါပန်ဒိုဂျာကိုတုံးချီတွင်အလဲထိုးအနိုင်ယူမယ်ဆိုတဲ့ချင်းဖိုင်တာဂျိုရှွာဗန်အစီအစဉ်လေးကိုမစတင်ခင်မှာကျွန်တော်ရဲ့ channel လေးကိုအရင်ဆုံး subscribe လုပ်ပေးသွားဖို့ချစ်ရတဲ့ပရိသတ်ကြီးကိုတောင်းဆိုပါရစေအခုပြောပြပေးသွားမယ့်အဓိကအချက်ကတော့အလက်ဇန်ဒါပန်ဒိုဂျာကိုတုံးချီအတွင်အလဲထိုးပြမယ်ဆိုတဲ့ချင်းဖိုင်တာဂျိုရှွာဗန်ရဲ့ပွဲစဉ်အသစ်အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီပွဲစဉ်ကပွဲကြီးပွဲကောင်းဖြစ်တယ်လို့ နဖတ်ဖိုက်တာနှစ်ယောက်စလုံးကလည်းအပြန်အလှန်စိန်ခိုးစကားပါရင်အနိုင်ယူပြမယ်ဆိုတဲ့ခေါင်းစဉ်အောက်ကနေကြွေးကြော်နေပါတယ်ဒါအပြင် UFC Flyweight Champion Alexander Pantoja ကလည်းလာမယ့်ပွဲစဉ်အတွက်မြန်မာဖိုက်တာ Van Gogh တရီပေးစကားပါရင်အုံနောက်မပါတဲ့ဖိုက်တာလို့တုံ့နှံ့ထားပါတယ်ဒါက Joshua Van ဟာတကယ်ကောင်းတဲ့ဖိုက်တာတယောက်ပါဒါပေမဲ့ဗန်ရဲ့ကစားပုံနဲ့ကျွန်တော်ကစားပုံကကွာခြားပါတယ်။သူ့ရဲ့ကစားပေါက်ကမြန်ဆန်တာပါ။ ကျွန်တော်ကတော့ညံဆန်ဘုတ်ထက်ဘုံနောက်ကိုတုံးပြီးကစားသွားမှာပါလို့ပြောဆိုခဲ့ပါတယ်။ဂျော့ရှွာဗန်ကတော့ဒီပွဲစဉ်အတွက်အစွမ်းကုန်ပြင်ထားတယ်လို့ပန်ဒိုချာကိုတုံးချီတွင် အလဲထိုးအနိုင်ယူမယ်လို့ကြွေးကြော်ထားပါတယ်။ဒီပွဲစဉ်ကကျွန်တော်တို့ခက်ခဲရင်ခက်ခဲပါလိမ့်မယ်။ဒါပေမဲ့ကျွန်တော်အနေနဲ့ပြိုင်ဘက်ဖိုက်တာကိုအနိုင်ယူပြပါမယ်။ဒါကတုံးချီတွင်ရှစ်ဖြစ်နိုင်ပါတယ်လို့ဗန်ကပြောဆိုလိုက်ပါတယ်။ သတင်းရသည့်အစ်တွေကိုအရင်ဆုံးသိရှိဖို့အတွက်လည်းကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်သွားပြီးဖို့ကိုလည်းပိတ်သက်ကြီးကိုတောင်းဆိုပါရစေ။နားဆင်ပေးကြတဲ့ပိတ်သက်တယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်။